ကြလောင်းမင်္ဂလာပါတဖိုက်စီစီကနေကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါအကြမ်းလဲခံပြီးရေစိုးရောရေစိမ်းရောခံရရမယ်ကျွန်တော်စေသိမ့်မကျော်တဲ့ဖုန်းသုံးလုံးအကြောင်းဒီနေ့မှာပြပြပေးတော့မှာဖြစ်ပါတယ် တော့ကျွန်တော်တို့ဒါ IP69 water and dust resistant ပါဝင်တဲ့ဖုန်းကိုမှကျွန်တော်တို့ရိုးရှင်းဒီဇိုင်းလေးနဲ့ပေါ့ပေါ့ပါလေးစမတ်ချာချာကိုင်ညင်မာလေးဆိုရယ်ဘော်ဒါရီအတွက်ပြပြပေးသွားမယ့်ဖုန်းကတော့ Oppo ကထုတ်လုပ်ထားတဲ့ Oppo A5 Pro ဖုန်းပဲဖြစ်ပါတယ်ဒီဖုန်းလေးကတော့ကျွန်တော်တို့ဒါလက်ရှိဈေးထဲမှာဆိုလို့ရှိရင်တော့၈သိန်းနဲ့၉သိန်းကြားထဲမှာကျွန်တော်ရှိနေတယ်အဲအားလုံးပဲသိကြတဲ့အတိုင်းပဲ Oppo ဆိုတော့ကတော့ selfie ပြင် selfie ကင်မရာဖုန်းဖြစ်တဲ့အတွက်ကိုဒါကင်မရာပိုင်းမှာဆိုလို့ရှိရင်တော့တည်တည်ကြာကြာလေး queue ဆိုက်ပြီးအမြဲတမ်းထုတ်လုပ်နေတဲ့ဖုန်းဆိုရင်လည်းမမှားဘူးအခုဒီဖုန်းမှာဆိုလို့ရှိရင်တော့ Color OS 15 feature ပါဝင်တဲ့အပြင်က ကိုမှသူ့မှာကကျွန်တော်တို့ AI photography system ပါဝင်နေဆိုတော့ကျွန်တော်တို့ဒါဓာတ်ပုံနေရိုက်ဘွားရင် Adobe ကတော့အရင်ခက်ခဲတဲ့ကိစ္စဖြစ်မနေတော့ဘူးဒီအနေနဲ့ထပ်ပြီးတော့ပြပြပေးခြင်းတဲ့ဖုန်းကတော့ကျွန်တော်တို့ဒါကင်မရာဝိုင်းလည်းကောင်းမယ်ဂိမ်းဆောင်ရတာလည်းအဆင်ပြေမယ် AI eraser ဆိုတဲ့ system အပြင်ကမှကျွန်တော်တို့နောက်ထပ် super cooling fan system ပါဝင်တာဖြစ်တဲ့တော့ကိုတော်တော်လေးကိုမှအဆင်ပြေတယ်ပြောလို့ရတယ်အဲကျွန်တော်တို့ဒါဓာတ်ပုံတွေရိုက်ပြီးွားတဲ့အခါမှာကုမ္ပလိုချင်းတဲ့အနောက်ကလူတို့အရာဝတ္ထုတွေကိုဖျောက်ဖျက်လို့ရနိုင်တယ်ဆိုပေမဲ့ပြိတ္တာကုမေးခြင်းတဲ့အမှတ်တရတွေကိုဖျောက်ဖျက်ဖို့ မဖြစ်နိုင်တဲ့ဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ်။ကဲနောက်ဆုံးကျွန်တော်တို့ဒါတတိယမြောက်နေနဲ့ကျွန်တော်ဆက်ပြီးတော့ရွေးချယ်ပေးရတဲ့ဖုန်းလေးကတော့ Realme ကထုတ်လုပ်ထားတဲ့ C75X ဖုန်းလေးပဲဖြစ်ပါတယ်။ဆိုတော့ဒါမကြာတော့တဲ့အချိန်တွင်းလေးမှာမိုးရာသီလေးရောက်တော့မယ်။ကျွန်တော်ဒါဖုန်းအကျန်းခံလာတဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့မှာပြပြပေးထားတဲ့ဖုန်းတုံးလုံးနဲ့တစ်လုံးရွေးချယ်ဖို့တော့အကျန်းပေးခြင်းနဲ့ဆိုတော့ဒီကောင်ကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့အကျန်းခံမှု level က military grade level တောင်ရှိနေတာ။ ဒီလောက်ထိအကျန်းခံနေဆိုလို့လေဖုန်းကရိုင်းထူပြီးတော့၄နှစ်နေရာမျိုးလုံးဝမရှိဘဲနဲ့သူ့ရဲ့အထူက7.99 mm အထူပဲရှိတာမို့လို့ကိုတော်တော်လေးကမှပေါ့ပေါ့ပါကြည်ကြည်လေးနဲ့ smart ကြကြဖုန်းကင်ပြီးအလုံးလုံးလို့ကောင်းတဲ့ဖုန်းသလုံးဖြစ်တယ်။ကင်မရာဘိုင်းကလည်းကျွန်တော်ရုပ်ထွက်ကလည်းအဆင်ပြေတယ်။ပြီးတော့ဈေးနှုန်းကလည်းကျွန်တော်ပြပြသွားတဲ့အတိုင်းပဲ၁၀သိန်းမကျော်တဲ့ဈေးနှုန်းဝင်းကျင်အနေထားမှာရှိနေတာ เนาะကျွန်တော်တို့ဒါမကြရတဲ့ channel လေးမှာမိုးရသီကလည်းရောက်တော့မယ်ဆိုတော့ကျွန်တော်တို့ဒါဖုန်းရီဝင်တာတို့ဖုန်းရီဆိုတာတို့အဲ့ပြဿနာတွေ surface ဆိုင်ပို့လိုက်ရတဲ့ဒုက္ခတွေကနေဝေးကျင်နေဆိုလို့ရှိရင်တော့ကေပရိသတ်တခုခုတော့ရွေးချယ်လိုက်တော့ဆိုတော့ဒီနေ့ video ကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တဲ့ video မှာပြန်လည်ဆောင်တွေ့ကြပါတယ် see you guys